ရော်နယ်ဒိုတောက်ပလာဖို့အတွက်ကျွန်တော်ကိုကျွန်တော်မပေးဆက်ခဲ့ပါဘူး။ဒေါ်တော်မြမကရော်နယ်ဒိုတောက်ပလာဖို့အတွက်ကျွန်တော်ကိုကျွန်တော်ပေးဆက်ခဲ့ရတယ်လို့ထင်နေကြပါလေ။ဒါပေမဲ့တကယ်အမှန်တရားကတော့အဲ့လိုမဟုတ်ခဲ့ပါဘူး။ရော်နယ်ဒိုကပြန်ဆန်ရှာတဲ့စိတ်ပိုင်းဆိုင်ရာတွေအများကြီးရှိပါလေ။အကောင်းဆုံးဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ်လင်းနီယောနဲ့အခြားသောတဦးချင်းစုတစိတ်တွေကိုသူကစုခူးရမယ်ဆိုတဲ့စိတ်ပါရှိခဲ့တာပါ။တပတ်မှလည်းကျွန်တော်ကမတူညီတဲ့လမ်းကြောင်းမှာပါအသင်းအောင်မြင်မှုအတွက်ကိုပဲကျွန်တော်ကကြီးခဲ့ပါတယ်အသင်းပေါ်နေတဲ့အတူပရီးမီးယားလိ ချန်ပီယံလိဂ်ဖလားလိဂ်ကိုင်းမြောက်ခွင့်ရခဲ့တာကကျွန်တော်ရဲ့အိမ်မက်တွေအားလုံးကိုပြေးဝစေခဲ့ပါတယ်။အဲဒါကြောင့်ဘောလူပွဲဒီမှာကျွန်တော်နှစ်ခါမစင်းစားပဲဘဲတောင်မှမှာပဲကစားခဲ့တာပါ။ကျွန်တော်ကကျေပွင့်ဖြစ်စရာမလိုပါဘူး။အားလုံးနဲ့အတူတူနိုင်ဝဲရရှိဖို့ပဲလိုအပ်ပါတယ်။ရော်ရနိုနဲ့ပတ်သက်လို့လေးစားစရာသူ့ရဲ့အရင်ချင်းတခုတည်းတည်းမဟုတ်ပဲနဲ့သူ့ရဲ့စိတ်ပိုင်းဆရာဆိုင်ရာလဲပေါဝင်ပါတယ်။အစုံမတတ်နိုင်တဲ့အောင်ပွဲတွေအပေါ်စားလောင်မှုတွေဝေဖန်မှုတွေကနေသူကပို့ပြီးတွန်းအားပေးနိုင်မှုအဆရှိတာတွေရောပေါ့။ကျွန်တော်သူ့ကိုချစ်ခင်ပါတယ်။ လေးလေးလေးစားပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနိုင်ပွဲတွေရကျင်ခဲ့တာလေ။ဒါပေမဲ့သူကတော့အရာအလုံးကိုလိုချင်ခဲ့တာ။အတင်းလိုက်စူပလာတွေရောတူးချင်းစူးတစိတ်တွေရောပါ။သူကလိုချင်ခဲ့တာပါ။ကျွန်တော်တို့နှစ်ယောက်အကြစိတ်ပိုင်းဆိုင်ရာကွဲပြားခြားနားစီခဲ့ပြီးရော်နယ်ဒိုကိုဘယ်သူမှမရောက်နိုင်တဲ့အဆင့်အတန်းတစ်ခုကိုသူ့ဘောက်သူရောက်သွားခဲ့တာပါ။ကျွန်တော်ကဘောအကိုမတူညီတဲ့နီးလန်းနဲ့ဖျက်ဆီးပြီးရော်နယ်ဒိုကနံပါတ်1ဖြစ်ဖို့အတွက်အရာအလုံးကိုပေးဆိုင်လိုတဲ့စံနာရှိခဲ့ပါတယ်လို့ရော်နီကပြောကြားသွားခဲ့ပါတယ်